မင်္ဂလာပါရှင်ကနော့ဝတီ time သတင်းဌာနရဲ့မတ်လ6ရက်ကြာပတိနေ့ရုပ်သံသတင်းကိုပြည်လဲတင်ဆက်ပေးပါရမယ်။အုံတိုင်းကျေးရွာမှာကျောင်းထိုင်ဆရာတို့တပါးနဲ့အမျိုးသားတူအူကိုလက်နဲ့ကိုင်းတဆုကတနက်နဲ့ပြစ်သက်ခဲ့ပါတယ်။ဒီမိုဆွမြူနဲ့အရှိဖက်ချန်ကိုစုကောင်စီလေးကျောင်းဘုံကျဲခက်တလို့လွိုင်းကိုအရှိချန်ကိုလက်နဲ့ကြီး18လုံးပြစ်ခတ်ခဲ့ပါတယ်။မော်ချီဒေတာကိုကုံကူတန်းရောင်းဝယ်နေတဲ့လမ်းအတုံးမပြုတ်ဖို့ IEC ကထုတ်ပြန်ထားပါတယ်။ မဲဆက်မြို့နယ်မှာ KPPA နဲ့မော်နီပညာစင်တာတို့ပူးပေါင်းပြီးလူငယ်တွေကို အခြေခံနည်းပညာသင်တန်းပို့ချပေးခဲ့ပါတယ်။စာသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်ရှင်။ရှန်ခရနီနယ်ဆက်ဖဲခုံမြို့နယ်နာဟီးကျေးရွာအုပ်စုအုံတိုင်းကျေးရွာမှာပြီးခဲ့တဲ့မတ်လ၄ရက်နေ့ညနေ၄နာရီဝန်းကျင်မှာ ပုံတိုင်းချောင်းထိုင်ဆရာတော်တပါးနဲ့အမျိုးသားတူကိုအမိမသိလက်နဲ့ကိုင်းသစုကတနက်နဲ့ပြစ်ခတ်တက်ဖြတ်ခဲ့တယ်လို့ဖဲခုံမြင့်နယ်ပူပေါင်းအုပ်ချုပ်ရေးကောင်စီကမတ်လ9ရက်နေ့မှာထုတ်ပြန်ပါတယ်။အဲ့ဒီဖြစ်စဉ်ကဖဲခုံမြင့်နယ်အတွင်းမှာနေထိုင်တဲ့လူမျိုးစုတွေမတူညီတဲ့ဘာသာရေးကိုင်းဆိုင်မှုတွေကြားမှာအထင်အမြင်လွဲမှားအောင်မိုင်းတိုက်တဲ့လောက်ရတခုဖြစ်တယ်လို့ထုတ်ပြန်ချက်မှာတပါးလေးသုံးသက်ပြောဆိုထားပါတယ်။အဲ့ဒီဖြစ်စဉ်ကို Greeny ရဲ့တပ်ဖွဲ့ KSB ဖဲခုံပြည်သူလုံချုံရေးတပ်ဖွဲ့ PK Police ဖဲခုံမြို့နယ်ပူပေါင်းအုပ်ချုပ်ရေးကောင်စီနဲ့အမှုဖြစ်ပွားခဲ့တဲ့နာဟင်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှုတို့စုပေါင်းစုံစမ်းစစ်ဆေးနေပြီးကျွလွန်တဲ့သူတွေကိုဥပဒေအရအရေးယူသွားမယ်လို့ထုတ်ပြန်ချက်မှာပြောဆိုထားပါတယ်အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးဖဲခုံ PDF 1006တက်ရင်နဲ့လုံးဝမတက်ဆိုင်ကြောင်းနဲ့အမှုမှန်ပေါ်ပေါက်ရေးအတွက် သက်ဆိုင်ရာပြည်သူအုပ်ချုပ်ရေးအဖွဲ့တွေနဲ့ပူးပေါင်းဆောင်ရွက်သွားမယ်လို့ဖဲခုံ PDF ကလည်းမတ်လ9ရက်နေ့မှာထုတ်ပြန်ထားပါတယ်။2006တက်ရင်အနေနဲ့တော်လရင်လန်းခီမှာတက်ရင်နဲ့လူထုတွေအကြာသဘောထားကွဲလဲစေဖို့သွေးခွဲလှုပ်ဆောင်တဲ့ဘလိုမျိုးတော့အကြောင်းရေးကိုမဆိုလက်သက်ခံမှာမဟုတ်ဘူးလို့လည်းထုတ်ပြန်ချက်မှာရေးသားဖော်ပြထားပါတယ်။ ဒီမော့ဆုံမြင့်ရဲ့အရှိဖက်ချန်ကိုမနေ့ကမက်လ9ရက်နေ့မှာစစ်ကောင်းစီကလေကြောင်းဖုံးကျဲတိုက်ခိုက်ခဲ့တာကြောင့်စာတင်ချောင်းဆောင်ပြက်စီခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။မနေ့ကမနေ့ပိုင်း7နာရီနဲ့နေ့ခင်းတနားရီကျော်အချိန်မှာစစ်ကောင်းစီကလေကြောင်းကနေဘုံလေးလုံးနဲ့နှစ်ကြိမ်တိုက်ခိုက်ခဲ့တာပါ။အဲ့ဒီတိုက်ခိုက်မှုကြောင့်စစ်ဘေးရှောင်စခန်းကစာတင်ချောင်းထိမှန်ပြက်စီခဲ့ပါတယ်။ကျောင်းပိတ်ရဖြစ်တာကြောင့်လူထိခိုက်မှုမရှိဘူးလို့ကျောင်းဆရာတအူကတော့ပြောပါတယ်။ အဲ့ဒီနေ့တရက်ထဲဒီမော့ဆိုအရှိဖက်ချန်ကိုစစ်ကောင်စီရဲ့ငွေတောင်အခြေဆိုင်ခလာရတရက်နေ့တက်ကနေပြီးလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ပါတယ်။ဒါအပြင်မတ်လ3ရက်နေ့တရက်အတွင်းမှာလည်း Rhine Commune အရှိဖက်ချန်ကိုစစ်ကောင်စီရဲ့ Rhine Lily အခြေဆိုင်တက်ရင်ခမာရ930တက်ကနေ120မမလက်နက်ကြီး18လုံးကိုပစ်ခတ်ခဲ့တာကြောင့်ပြည်သူ့အုပ်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့နေအိမ်ပြည့်စည်မှုလည်းရှိခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာရတဲ့သူနှစ်ဦးကတော့အသက်35နှစ်အရွယ်အမျိုးသမီးတဦးနဲ့အသက်45နှစ်အရွယ်အမျိုးသားတဦးဖြစ်ပါတယ်။အခုရက်ပိုင်းအတွင်းမှာလွိုင်ကွန်နဲ့ဒီမိုဆိုမြို့နယ်အတွင်းကိုလက်နေကြီးပြစ်ခတ်မှုတွေဆက်တိုင်လှုပ်ဆောင်ရရဲ့ရှိတာကြောင့်လုံခြုံရေးအထူးခရုဆိုင်ချဖို့ကိုတော်လိုင်းသက်ဖွဲ့တွေကတိုက်တွန်းပြောဆိုထားပါတယ်။ ဖောင်ဆောင်မြို့နယ်မော်ချီဒေသကိုကုန်ကူးတန်းရောင်းဝယ်သွားလာနေတဲ့မော်တော်ရေတွေစိုင်ကယ်တွေကိုမက်လ၄ရက်နေ့ကစပြီးရဲအကန့်အသတ်မရှိဖျက်တမ်းသွားလာခွဲကိုပိတ်ထားတယ်လို့ Greeny ပြည်ချန်းကလာအထုတ်ရေးကောင်စီ IEC ကအသိပေးထုတ်ပြန်ပါတယ်။ဘောလကဲမြို့နယ်အတွင်းမှာနှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီးခီးသွားလာနေတဲ့ပြည်သူလူထုတွေကိုထိခိုက်လာနိုင်တာကြောင့်အများပြည်သူလုံခြုံရေးအတွက်ပိတ်ထားရတာဖြစ်တယ်လို့ IEC အထွေထွေအတွေ့အကြုံမှုခုပလိုတွေကကင်ဒရာဝတီ time ကိုပြောပါတယ်။ ပိုက်ပွဲဖြစ်ပွားရတဲ့အလံဝေးတဲ့လူထုတွေရှိတဲ့နေရာတွေကိုလည်းစစ်ကောင်စီကလက်နက်ကြီးလေကြောင်းပိုက်ခတ်မှုတွေပြုလုပ်လာနိုင်တာကြောင့်လုံခြုံရေးတတိရှိကြဖို့နဲ့မလို့အပ်ပဲနဲ့ခီးသွန်းလာတွေကိုမပြုလုပ်ချဖို့ခုပလူတွေကတိုက်တွန်းပြောဆိုထားပါတယ်။လက်တလောမှာလည်းစစ်ရေးအခြေအနေသေးမှနေတာကြောင့်မိဘပြည်သူတွေအနေနဲ့ကြိုတင်ကာကွယ်မှုတွေပြုလုပ်ထားကြဖို့နဲ့မပေါ့ဆကြဖို့ကိုဘောလခဲ PDF တာဝန်ရှိသူတို့ကလည်းအတိပေးပြောဆိုထားပါတယ်။ IEC ရဲ့ထုတ်ပြန်ချက်မှာတော့နောက်ထပ်အမိတ်သဆုံးတရားမထုတ်ပြန်ချက်အထိပြတ်တန်သွားလာခွင့်မပြုလုပ်ချဖို့ကိုအတိပေးထားပါတယ်။မဲဆဲမြို့နယ်အတွင်းတနေရာမှာ KPPA နဲ့မော်နီပညာစင်တာတို့ပူးပေါင်းပြီးအခြေခံ IT နည်းပညာသင်တန်းနဲ့ကွန်ပျူတာသင်တန်းတရက်ကိုပို့ချပေးခဲ့တယ်လို့ Greeny နိုင်ငံရေးအကျဉ်းသားများအစည်းအရုံး KPPA ကပြောပါရတယ်။ လက်ရှိတည်ရန်ပို့ချမှုဟာအပတ်စဉ်ကအထူးရောက်ရှိနေပြီဖြစ်ပြီးပြီးမြောက်သွားတဲ့အပတ်စဉ်ကတည်ရန်သားတွေဟာမြေပြင်အဖွဲ့အစည်းတွေမှာပါဝင်လှုပ်ဆောင်ပေးလျက်ရှိတယ်လို့ KPPA အသင်းရဲ့တာဝန်ရှိသူတူကပြောပါရယ်အပတ်စဉ်ကတည်ရန်ကိုတော့သလဝန်ကျင်ကြပို့ချတင်ကြပေးခဲ့ကတည်ရန်သူတည်ရန်သား30ဦးတက်ရောက်အောင်မြင်ခဲ့ပါရယ် အဲ့ဒီတေထဲမှာတော့အခြေခံ IT နည်းပညာထက် AI နည်းပညာတွေကိုအသုံးချသက်စေဖို့အထူးအလေးပေးသင်ကြားပေးခဲ့တယ်လို့လည်းပြောပါရယ် KPPA နဲ့မော်နီပညာစင်တာကနေအခုလိုနီးပညာဆရာတည်တန်းပို့ချပေးမှုတွေအပြင်လူငယ်တွေကိုပညာသင်စရိတ်ထောက်ပံ့ပေးတာအလုပ်သင်လက်ခံခေါ်ယူပေးတာတွေအပြင်လူငယ်ဆွမ်းဆောင်ရည်မြင့်တင်ပေးတဲ့အစီအစဉ်တွေကိုလည်းလှုပ်ဆောင်ပေးရရှိတယ်လို့သိရပါဗျ။ ကန်ဒရောဝတီထိုင်းရုပ်သံတင်ကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကျန်းမာပေးခင်ကြပါစေရှင်ကျမမွန်ညာမှာပါ